အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အဲ့တော့ဟိုကနေဒါကျွန်တော်လက်ရှိမှာ Deloitte ဒါကျွန်တော်လက်ရှိမှာ Deloitte ဆိုတာကကျွန်တော်တို့ firm တခုပေါ့နော်ဒါကျွန်တော်ငွေကြီးချင်းနဲ့ပတ်သက်ဟဲ့ဒါကျွန်တော်တို့အမြဲတမ်းနံပါတ်တွေကိုဒါတရားဝင်ပြပြနေတဲ့ firm တခုပေါ့နော်အဲ့တော့လက်ရှိမှာကမ္ဘာပေါ်မှာဒါကျွန်တော်တို့2024 2025ရာသီရဲ့ဒါ big အသင်းတွေကဝင်ငွေအများဆုံးလဲဆိုတဲ့ဒါကျွန်တော်နံပါတ်ကို Deloitte ဘက်ကနေချပြခဲ့တာဖြစ်တယ်အဲ့တော့ဒါလက်ရှိမှာကျွန်တော်အသင်း20ကိုတို့တို့နေချပြခဲ့တာဖြစ်ပြီးတော့ဒီအသင်း20နဲ့ဒါမနစ်ကနဲ့ဒီနှစ်ကိုဘလောက်ကွာချသွားခဲ့ဘလောက်ပူရခဲ့တဲ့တချို့ဘလောက်ပူနေသွားလဲလက်ရှိမှာဘယ်အသင်းတွေဘယ်နေရာမှာရှိလဲဆိုတော့ဒါကျွန်တော် Deloitte က်ကနေပြီးတော့ပြင်ဆက်ပြီးတာအဲ့တော့ဒါဒီကြားမှာဒါလုံးဝမထင်မှတ်ထားတဲ့ဒါကြောင့်နမယ်တွေကအပေါ်မှာရောက်နေတာကိုတွေ့ရမယ်ဒီမှာပါတယ်ဒါပေမဲ့တချို့လူတွေကဘယ်လိုဖြစ်လို့ဒီနေရာကိုရောက်နေလဲဆိုတဲ့မေးခွန်းတွေလည်းရှိတယ်ဒါပေမဲ့လက်ရှိမှာကျွန်တော်ဒလွိုက်ပြောပြတာကိုခင်ဗျားတို့ကျွန်တော်ဒီတိုင်းဒီ daily ပြန်ပြောပြမယ်အဲ့တော့လက်ရှိမှာပြောအဲ့တော့လက်ရှိမှာဒီနေရာမှာဒလွိုက်ကဘယ်လိုသွားလဲဆိုတော့လက်ရှိမှာဒါသူတို့အနေနဲ့ဝင်ငွေတွေကိုတွက်လိုက်ပြီးတော့ဝင်ငွေမနစ်ကနဲ့ဒီနေ့မှာကွာခြားချက်တွေကိုသူတို့တွက်ပြထားတယ်ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်လက်ရှိမှာဘလောက်ဝင်ငွေဘလောက် ဝင်ငွေတွေရှိပြီးတော့ဘယ်လောက်ထိသွားလဲဆိုတော့အဲ့တော့ဒီနေ့မှာ Deloitte ကတော်တော်လေးကိုမိုက်တာကဒီအသင်းတွေရဲ့လက်ရှိဝင်ငွေနဲ့ဒါကျွန်တော် wages တွေပေါ့ဘာတွက်ပြရတဲ့သဘောမှရှိတယ်ဘောနော်နာမဆိုးဘူးလို့ပြောပြလို့ရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နည်းနည်းလေး detail လေးပြောပြလိုက်အောင်အဲ့တော့ football and business ပါဒါကျွန်တော်ဒီနေ့မှာခင်ဗျားတို့ကိုယ့်အသင်းကကိုယ့်ရဲ့ကိုအားပေးတဲ့အသင်းကဘယ်လောက်ဝင်ငွေဝင်လဲဘယ်နေရာကနေဘယ်လိုဝင်လဲဆိုတော့ကျွန်တော်နည်းနည်းလေး detail လေးပြောပြလိုက်ပါဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်နံပါတ်20နေရာမှာအခုလက်ရှိမှာဒီနှစ်မှာဒါကျွန်တော်တို့အဲ ငွေကြေးနဲ့ပြဿနာတက်ပြီးတော့ DNCG ကနေပြီးတော့အစ်စ်ဒါကျွန်တော်တို့အဟိုဗာလေ league 2ကိုဒါကျွန်တော်တို့စင်ခိုင်းထားတဲ့ Lion ကတော့လက်ရှိအစ်စ်နဲ့ဆိုင်မှာရှိတယ်။သူရဲ့ဝင်ငွေကလက်ရှိမှာဒါ264.1 Euro တန်းတယ်ပေါ့နော်။ဒါကျွန်တော်တို့အာ မနစ်ကတာ33ရာခိုင်နှုန်းပူများတယ်လို့သိရ65တန်းပူများတယ်ဗောမနစ်ကတာကျွန်တော်တို့နေ169တန်းရခဲ့ပြီးတော့ဒီနှစ်မှာတော့164တန်းရခဲ့ဒါပေမဲ့လက်ရှိမှာဒီနံပါတ်တွေကိုကြည့်ပြီးကျွန်တော်အခုမှ Lion ကဘာလို့တိုင်ပတ်သွားလို့တွေ့ရတယ်မပါဘူး Lion ကနောက်ဆုံး9နှစ်မှာတော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့ movement မှာရှိတယ်ဘာလို့ဆိုတော့တို့ရဲ့လက်ရှိရတဲ့ဝင်ဝင်မှာဒီနှစ်ကမှဒါကျွန်တော်တို့ရဲ့လက်ရှိဒါကျွန်တော်တို့ wish ပေါ့နော်ဒါကျွန်တော်တို့လက်ရှိကစားသမားတွေကိုပေးရတဲ့လုခလာစာထက်ပိုပြီးမြင့်ခဲ့တာဖြစ်တယ်။မနစ်ကဆိုရင်ဒါကျွန်တော်တေချာပြန်တွက်ကြည့်မှာသူတို့ရဲ့လက်ရှိလုခလာစာကပေါင် တန်180တောက်ရှိတယ်တစ်နှစ်တည်းကိုပေါ့နော်ပေါင်တန်180ရှိတယ်အဲ့တော့ပေါင်တန်180နဲ့ပေါင်တန်185တန်းကြာရှိတယ်အဲ့တော့နောက်တော့ကျွန်တော်တို့အာ2020မှာသူတို့182တန်းရတယ်အဲ့တော့သူတို့အကြမ်းမှာလောက်နည်းနည်းပဲမြတ်တယ်အဲ့မဲ့ရ2021မှာသူ118တန်းရသူတို့8ထဲကနေတန်း90ကိုဆက်ဆိုင်လိုက်ရတယ်ဒါတရပေါင်တန်း160ဒါကျွန်တော်2020မှာရတယ်အဲ့မှာကျွန်တော်တို့ဒါသူတို့ဖြစ်တော့အဲ့တော့ပြောချင်တာကလက်ရှိမှာ Lion ဘာလို့ ငွေကြေးနဲ့ပတ်သက်ပြီးတိုင်ပတ်လဲဆိုဒီနံပါတ်တွေကိုကြည့်ရင်သိတာလေဒီနှစ်မှသာ Lion ကတန်း200ကျော်ရခဲ့တာဖြစ်ပြီးတော့သူတို့အနေနဲ့အဲ့တန်း200တော့သူတို့တဲ့ breathing space ရခဲ့ပြီမြဲတကယ်နဲ့ပြန်ကြည့်မယ်ရှစ်နှစ်ကဒါကျွန်တော်တိုင်ပတ်ထားခဲ့တာသူတို့အနေနဲ့အခုလက်ရှိမှာတေချာပြန်ကြည့်မယ်ဆိုဒါကျွန်တော်ဖတ်မိရတော့ PSG ပြီးတဲ့နောက်ပိုင်းမှာလောက်ခလာစားအများဆုံးပေးရတဲ့ club တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ဒါဝင်ငွေနဲ့ထွက်ငွေနဲ့သိပ်ပြီးမကိုက်ဘူးဒါတော့မှခုနကပြောတာဒါ wage ကိုပဲပြောထားတာနော်လက်ရှိမှာဒါကစားသမားရဲ့လောက်ခလာစားဖြစ်တယ်ဒါကျွန်တော်ကွင်းပြင်ရတာပတ်စံကုန်မှုတွေမပါသေးဘူးအဲ့တော့ Lion ကတကယ်နဲ့ပြန်ကြည့်မယ်ဆိုဒါကျွန်တော်တို့တော်တော်လေးကိုပတ်စံတုံးထားတဲ့ club လို့ပြောလို့ရ တွေမှာပါတယ်မထင်မှတ်တပဲပဲအဲ့အဆင့်20မှာလိုင်ယွန်ကတော့ကျွန်တော်ဝင်ဝင်အများဆုံးဒါအဆင့်20အသင်း264တသမတသန်းနဲ့ဒါမနစ်ကထက်33ရာခိုင်နှုန်းပိုများတယ်လို့ကြီးသားထားခဲ့တော့တွေ့ရမယ်အဆင့်16နေရာမှာတော့ကျွန်တော်မာဆေးပေါ့နော်မာဆေးကတော့ကျွန်တော်လက်ရှိ 289တန်းနဲ့အတူဒါကျွန်တော်အစ်စ်19နေရာမှာရက်တည်နေပြီမနစ်ကတက်တယ်တော့မဆေးကဒါကျွန်တော်17ရာခိုင်နှုန်းပူများခဲ့တယ်ဆိုပြီးသူတို့အနေနဲ့ရေးသားထားခဲ့တာကိုတွေ့ရမယ်မနစ်ကမဆေးရထားခဲ့တာ258တန်းကနေပြီးတော့289တန်းထောင်တက်သွားခဲ့တာကိုတွေ့ရမယ်လက်ရှိမှာမဆေးအနေနဲ့လက်ရှိဒါကျွန်တော်လုခလာစာဘိုင်းကတော့150နဲ့140ကျောင်းပေးရတဲ့ကျောင်းမဆိုးဘူးလို့ပြောလို့ရတယ်မှာပါတယ်နံပါတ်18နဲ့နံပါတ် ်နံပါတ်16နေနေရပါတော့နံပါတ်16ရကျွန်တော်ဒါဝင်ငွေအများဆုံးသောဝင်နေကျွန်တော်အသင်းကတော့ Aston Villa အသင်းဖြစ်ပြီးတော့တနစ်ကိုဒါကျွန်တော်တို့ပေါင်တန်းဟိုပေါင်မဟုတ်ယူရိုတန်း330တသမာ2တန်းနဲ့ဒါကျွန်တော်မနစ်ကထက်28ရာခိုင်နှုန်းများခဲ့လို့သိရတယ်မှာအဓိကကတော့ကျွန်တော်တို့သူ့ရဲ့ဒါရုပ်တန်ဝင်ငွေတွေဒါကျွန်တော်တို့လက်ရှိမှာသူ့အနေနဲ့ဒါကျွန်တော်တို့ချန်ပီယံလိဝင်ငွေနဲ့သူ့တော့တော်တော်လေးအားဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာ Aston Villa တင်းနေတယ်ကျွန်တော်တို့ ်ကော်မရှယ်ကနေရခဲ့တာ43တန်းပဲရှိတယ်သူတို့အနေနဲ့ဒါရုပ်တံလွန်ငွေကနေရခဲ့တာ215တန်းရှိပြီကျွန်တော်ဒါကွင်းဝင်ငွေကနေရခဲ့တာတော့52တန်းတိတိရှိခဲ့တယ်ပြောချင်တာဒါသူတို့အနေနဲ့ပရီးမီးယားလိဂ်ကလပ်တွေကရုပ်တံလွန်ငွေဝင်ငွေကအင်မတန်မှကြောက်စရာဖြစ်တဲ့နံပါတ်တွေရခဲ့တာတွေ့ရမှာဒါ215တန်းဆိုတာပရီးမီးယားလိဂ်တွေမဟုတ်ပဲနဲ့ချန်ပီယံလိဂ်ဝင်ငွေပါပါခဲ့တယ်လို့ပြောလို့ရတယ်တော့မှာပါတယ်ဘာလို့လဲလက်ရှိမှာဒါကျွန်တော် Aston Villa အသင်းရဲ့ဒါဝင်ငွေအများဆုံးတော့ဒါကျွန်တော်တို့အဲ ဆော့စ်ကရုတ်တရက်လွှင့်ခွင့်ဝင်ဝင်ကနေဖြစ်ခဲ့တယ်အဓိကချန်ပီယံလိဂ်ကြောင်းလို့ပြောလို့ရမယ်တဲ့မှာပါတယ်နံပါတ်16နေ့မှာထူးဆန်းစွာနဲ့ပဲဝက်ဆမ်မတင်ကနေရက်တီနေတာကိုတွေ့ရမယ်ဝက်ဆမ်တင်နေတာ322 322သမားနှစ်တန်းနဲ့ဒုတာကျွန်တော်တို့နံပါတ်16နေ့မှာဝင်ဝင်များဆုံးနေရာမှာရက်တီနေတယ်ဒါကျွန်တော်တို့မနစ်ကထက်16 16ရာခိုင်နှုန်းများခဲ့ပြီး48သမားတက်တန်းပူရှာနိုင်ခဲ့လို့သိရတယ်မှာပါတယ်ဝက်ဆမ်တင်တဲ့လက်ရှိမှာဒါကျွန်တော်တို့ commercial ဒါကျွန်တော်တို့ ကောမရှယ်ရတဲ့ဝင်က86သန်းဖြစ်ခဲ့ပြီးတော့ဒါကျွန်တော်ရုပ်တံလွင်ငွေရန်195သန်းတတိရခဲ့တယ်လို့သိရတဲ့အမှာပါတယ်လက်ရှိမှာတော့ကျွန်တော်သူ့အနေနဲ့ကွင်းဝင်ကြီးက52သန်းတတိရခဲ့ပြီးတိုးတက်322 သုံးနှစ်နှစ်ဒသမနှစ်တန်းနဲ့ဒါနံပါတ်18နေရာမှာရက်တည်နေတာကိုတွေ့ရမယ်။နံပါတ်16နေရာမှာလက်ရှိမှာဒါကျွန်တော်အီတလီကရက်ဖြစ်နေတာကျွန်တော်ယူဗန်တက်စ်ပေါ့နော်။ယူဗန်တက်စ်ကလက်ရှိနံပါတ်16နေရာမှာဝင်ငွေအများဆုံးနေရာမှာ355ဒသမ8တန်းနဲ့ရက်တည်နေတယ်။မနစ်ခတဲ့တော့ဒါကျွန်တော်ယူဗန်တက်စ်ကဝင်ငွေတော်တော်လေးကိုနှဲသွားခဲ့တာကိုတွေ့ရမယ်။18ရာခိုင်နှုန်းညော့နှဲသွားပြီး ဒါကျွန်တော်တိုတယ်အားဖြင့်88.2ရာခိုင်နှုန်းထိဒါကျွန်တော် Juventus ကဆုံးရှုံးခဲ့တယ်လို့ပြောလို့ရတယ်ဒါ Juventus နဲ့ဒီနှစ်မှာလည်းတိကျတယ်မတော်တော်လေးကိုခြေစွမ်းအားဖြင့်တော်တော်လေးအားနေခဲ့တဲ့နှစ်ဖြစ်ပြီးမနစ်ကဒါကျွန်တော်ပေါင်တန်း434တန်းရခဲ့ရနေပြီးတော့ဒီနှစ်မှာ356တန်းပဲရခဲ့တာကိုတွေ့ရမယ်သူရဲ့အဓိကဒါကျွန်တော်ဝင်ငွေတွေကဒါကျွန်တော် commercial ကရခဲ့တာဖြစ်ပြီး200တန်းနဲ့ရခဲ့တာတွေ့ရမယ်သူရဲ့ဒါကျွန်တော်ရုပ်သံလူငွေဝင်ငွေတို့ပေါင်တန်း100ပတ်ချာလေးဝင်ရရခဲ့ပြီးသူအနေနဲ့ဒါရုပ်သံလူငွေဝင်ငွေတွေကဒါကျွန်တော်ရှင်းနေတာတော်တော်လေးကိုနည်းသွားပြောချင်တာ Juventus ရဲ့ပြည်သက်တွေကလက်ရှိ Juventus ရဲ့အခြေအနေကို TV မှာ ာတော့မကြည့်ချင်တော့ဘူးလို့ပြောလို့ရတဲ့တည်းမှာပါပါတယ်55တန်းကလက်ရှိမှာသူတို့နဲ့ကွင်းဝင်ကြီးနေနဲ့ရခဲ့တာဖြစ်တယ်လို့ဖတ်မိရတဲ့တည်းမှာပါတယ်နံပါတ်15နေရာမှာဒါ Newcastle United တင်ရောက်ရှိလာခဲ့ဖြစ်တယ် Newcastle United ကဒါကျွန်တော်တို့နံပါတ်15နေရာမှာဝင်ငွေအများဆုံးနေရာမှာ380.8ယူရိုတန်းနဲ့တော့ရက်တီနာဖြစ်ရမယ်ဒါမနစ်ကတဲ့ယူရိုကျွန်တော်တို့ Newcastle United 29ရာခိုင်နှုန်းပိုများခဲ့ပြီးပေါင်ရှစ် ယူရို84သန်းပို့ပြီးတော့ရှာနိုင်ခဲ့တယ်။ညူကာဆယ်ယူနိုက်တက်ရဲ့လက်ရှိမှာကော်မာရှယ်မှာဒါယူရိုတန်90ရခဲ့ပြီးတော့ဒါကျွန်တော်ရုပ်တန်လွှင့်ခွင့်မှာတော့ယူရို215သန်းရခဲ့တယ်။ဒါကျွန်တော်ကွင်းဝင်ကြီးမှာယူရို68သန်းရခဲ့ပြီးတော့မနစ်ကထက်ကျွန်တော်29ရာခိုင်နှုန်းပို့များခဲ့ပြီးလက်ရှိမှာ85နေရာမှာယက်တီနေတာကိုတွေ့ရမယ်။ အဆက်ဆက်လေးနေရာမှာဒါကျွန်တော်အင်တာမီလန်ဖြစ်တယ်အင်တာမီလန်လက်ရှိမှာဒါချန်ပီယံလိဒါကျွန်တော်ပူပူလောလောမှာဖိုင်နယ်တက်ထားတဲ့အသင်းသတင်းပြပြဒါ14နေရာမှာဖြစ်တာတိတ်တော့ထူးမဆန်ပေါ့ဒီထက်တော့ပူမြင့်တယ်လို့မြင်တယ်လက်ရှိမှာဒါကျွန်တော်အင်တာမီလန်သင်းတဲ့ဒါကျွန်တော်တိုတယ်အလုံးပေါင်းယူရို390တန်ရခဲ့ပြီးတော့ဒါကျွန်တော် မနစ်ကထက်300ခိုင်နှုန်းပူခဲ့တယ်စနစ်သက်သမတန်းပူခဲ့တာဖြစ်ပြီးသူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာ total အလုံးပေါင်းဒါကျွန်တော်တို့ commercial ကနေ112တန်းရခဲ့တယ်ဒါကျွန်တော်ရုပ်တန့်လွင်ကွင်းကနေပေါ့198တန်းသာရရှိခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိအလုံးပေါင်းဒါကျွန်တော်80တန်းကိုဒါကျွန်တော်တို့ ကွင်းဝင်ကြီးကနေရရှိခဲ့တာဖြစ်တယ်။နံပါတ်73နေရာမှာတော့ AC Milan ပေါ့နော်။ AC Milan ဒါကျွန်တော်ခုနကပြောအင်တာမီလန်ကိုချုပ်ပြီး AC Milan ကတော့ဒါကျွန်တော် International ပြိုင်သက်များလို့လို့ကျွန်တော်အနေနဲ့မြင်မိတယ်။369.6တန်းနဲ့ဒါ73မှာရက်တည်ပြီးတော့မနစ်ကတဲ့300ခိုင်နှုန်းပို့ပြီးတော့ဝင်ငွေပူများခဲ့တယ်။သူကလက်ရှိမှာဒါကျွန်တော် commercial က150ရရပြီးတော့ကျွန်တော်ဒါရုပ်သံလွှင့်ငွေက160တန်းရတယ်။ဒါကျွန်တော်လက်ရှိဒါသူ့အနေနဲ့ကွင်းဝင်ကြီးကတော့89တန်းတတိရခဲ့တယ်လို့သိရတယ်မှာပါတယ်။ အဆင်ဆက်နေနေမှာဒါစပိန်အသင်းဖြစ်တဲ့ Atletico Madrid ကနေပြီးယူရို409.5တန်းနဲ့ရပ်တည်နေပြီးတော့မနစ်ခတဲ့စနစ်ရာခိုင်နှုန်းပူများတယ်လို့ဒီလွိုက်ကရေးထားခဲ့တယ်သူတို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာ commercial မှာရခဲ့ပတ်စံက118တန်းဖြစ်ပြီးသူနဲ့ရုပ်တန့်လွန်ငွေဝင်ငွေက218တန်းတတိရခဲ့တယ်တန်းတန်းဖြစ်ခဲ့တယ်ဒီနေ့မှာကျန်တဲ့ဒါကျွန်တော်တို့လက်ရှိကွင်းဝင်ကြီးကတော့84တန်းတတိရခဲ့တယ်လို့သူအနေနဲ့ရေးသားထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့ဒါကလက်ရှိစပိန်သင်းနဲ့တသိမ်းပါတော့အဲ့တော့ဘိုရူရှာဒေါ်မွန်ကနံပါတ်17နေရာမှာရပ်တည်ရတယ်လက်ရှိမှာဒါကျွန်တော်913တန်းသမ 9တန်းနဲ့ဒါကျွန်တော်လက်ရှိ number 17နေရာမှာရက်တင်နေခဲ့တယ်ဒါကျွန်တော်လက်ရှိဒါကျွန်တော်တို့ change of previous year မနစ်ကထတော့22ရာခိုင်နှုန်းပို့ပြီးတော့များခဲ့ပြီးတော့ကျွန်တော်ယူရို63.8တန်းတိတိပို့ပြီးမြတ်သွားခဲ့တယ်လက်ရှိမှာဒီနှစ်မှာဒါမတင်မှတ်ပဲနဲ့ဒါကျွန်တော် bullish တော့မို့ကျွန်ညာဒီအများကြီးရရတယ်လို့ပြောကျွန်ညာဒါကျွန်တော်တို့ commercial value က215တန်းရခဲ့ပြီးတော့ကျွန်တော်လက်ရှိရုပ်တန်လွန်ငွေ206တန်းရခဲ့တယ်ကျွန်တော်ဒါကွင်းဝင်ကြီးကနေ63တန်းရခဲ့တာကိုတွေ့ရမယ်ဒါကျွန်တော်ကျွန်တော်ခင်ဗျား bonus စီကရဲ့ကွင်းဝင်ကြီးကိုတော့ဘယ်တော့မှ short တော့လို့မရဘူးလို့ပြောလို့ရတယ်မပါတယ်ဒါကျွန်တော် premier club တွေတောက်လျှောက် လာပြီလို့ပြောနံပါတ်10နေရာမှာဒါ Chelsea အသင်းကဒါ945.5သန်းနဲ့ရပ်တည်နေပြီးတော့မနစ်ကထတ်တော့ဒါကျွန်တော်900ခိုင်နှုန်းနေသွားတယ်လို့ပြောလို့ရမယ်လို့ပြောကြတာအဲ့တော့ဒါလက်ရှိမှာ Chelsea အသင်းနဲ့ဒီနှစ်မှာ946 945.5သန်းသန်းကိုမှဒါကျွန်တော်262သန်းကကျွန်တော်တည်တလောက်ကိုပြောရမယ်ဆိုရင်တော့ commercial မှာရတယ်လို့တည်ရတယ်မှာပါတယ်ရုပ်တန်လွှင့်ကိုတော့190မှာရခဲ့ပြီးတော့63သန်းကဒါကျွန်တော်ကွင်းဝင်ကြီးကနေရခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ် Chelsea အသင်းနဲ့ဒီကျွန်တော်နောက်ဆုံး9နှစ်မှာဒီနှစ်ရဲ့ကွင်းဝင်ကြီးကအများဆုံးလို့ဒါ Chelsea ဘက်ကလည်းတရားဝင်ကြေညာခဲ့တယ် ိုပြီးတော့ဒလိုက်ကရေးသားထားခဲ့တာတွေ့ရမယ်နံပါတ်9နေရာမှာကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်း Tottenham Hotspur အသင်းက635တန်းနဲ့အတူဒါကျွန်တော်နံပါတ်9နေရာမှာရပ်တည်နေတယ်ဒါကျွန်တော်မနစ်ကထပ်တော့300ဂိုင်လုံးပူနေသွားတယ်လို့သိရတဲ့မှာပါတယ် of course လက်ရှိမှာလက်ရှိခြေစွမ်းတွေကဆုတ်ပြတ်တတ်တယ်ဘာလို့မှကြည့်မှာမဟုတ်ဘူးပေါ့နော်ဒါ commercial value မှာ spa တင်နေတာကျွန်တော်298တန်တီရှာနိုင်ခဲ့ပြီရုပ်တန်လွင့်ခုကမှာ195တန်တာရရှိခဲ့တာဖြစ်တယ်ကွင်းဝင်ချင်းမှာကြောက်ခမဲလီလီ123တန်တီထိရခဲ့ဘာလို့လက်ရှိမှာဒါကျွန်တော်အင်္ဂလန်မှာအကြီးဆုံးကွင်းတွေတသင်းဖြစ်တဲ့ကြောင့်မို့ဒါဝင်ဝေးကဒါကျွန်တော်တို့ဟိုဗာလေကွင်းဝင်ကွင်းကတော့ပတ်စံနေအများကြီးပူရတယ်လို့ပြောလို့ရတယ်မှာပါတယ်နံပါတ်8နေရာမှာလက်ရှိမှာ liverpool အသင်းပေါ့နော် liverpool အသင်းနဲ့လက်ရှိမှာဒါကျွန်တော်914.8တန်နဲ့မနစ်ကထက်900ခိုင်နှုန်းပူများခဲ့လို့ရေးသားထားခဲ့ တော့တွေ့ရမယ်လက်ရှိမှာလစ်ဗာပူးတင်းကတော့ကျွန်တော်ကော်မာရှယ်ကနေ343တန်းပြန်ရှာနိုင်ခဲ့ပြီတန်လွင့်ခဲ့ရနေပြီတန်240တိရှာနိုင်ခဲ့တယ်လို့တင်တာဟိုတွေ့ရတယ်တော့မှာပါအဲ့တော့လက်ရှိမှာဒီနေ့မှာဒါခိုင်းနေတဲ့ပူနေသွားတာတခုဟာ ဒါရုပ်တန်လွှင့်ခွင့်ကခါတိုင်းနဲ့တည်းတည်းပိုနေွားဒီနှစ်ကဒါကျွန်တော်တို့လီဗာပူးသင်းရဲ့2020နောက်ပိုင်းရုပ်တန်လွှင့်ခွင့်မှာအငဲအနည်းဆုံးလို့တော့ပြောလို့ရတယ်ဒီမှာပါတယ်ဒါကျွန်တော်တို့လက်ရှိမှာကွင်းဝင်ကြီးကိုလီဗာပူးသင်းကကြောက်ခမဲလီ132တန်းတတီရရှိထားတယ်လို့ကြေညာထားတယ်လို့တွေ့ရတယ်မှာပါတယ်အစစ်ခွေးနေရာမှာလက်ရှိမှာအာစနိုအသင်းပေါ့နော်အာစနိုအသင်းကလက်ရှိမှာလီဗာပူးသင်းကိုကျော်လွန်ပြီးတော့အစစ်ခွေးနေရာမှာ916.5ယူရိုတန်းတဲ့သူယက်တီနေတာကိုတွေ့ရမယ်မနစ်ကထက်35ရာခိုင်နှုန်းပိုများတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါလက်ရှိမှာဒါကျွန်တော်တို့အဲ အာစနိုသင်းနေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အဲကော်မရှယ်မှာ258သန်းရှာခဲ့ပြီးတော့သူ့ရဲ့ရုပ်တံလုံငုံငုံငယ်ကြောက်ခမဲလီဒီဖြစ်ခဲ့တယ်။ရုပ်တံလုံငုံလုံငုံငယ်အာစနိုသင်းနေတာ305သန်းရှာနိုင်ခဲ့ပြီးကွင်းတွင်းဝင်ဝင်ဒါကျွန်တော်တို့လက်ရှိမှာကွင်းဝင်ခြေကိုတော့153တန်းတတိရှာနိုင်ခဲ့တယ်ဆိုပြီးပြောထားခဲ့တာကိုတွေ့ရတော်တော်လေးကိုလမ်းပြန်ထွက်နေတယ်အသင်းလို့ပြောဒါပေမဲ့အာစနိုသင်းကဒီနေရာမှာကြုံတုံးလေးကြွားလို့ရတာပါအာစနိုသင်းကလက်ရှိမှာအမျိုးသမီးအသင်းတွေမှာဝင်ဝင်အများဆုံးတော့အသင်းတွေကသင်းလို့ပြောလို့ရတယ်မှာပါပါတယ်ဒါကလက်ရှိမှာအာစနိုသင်းကြွားလို့ရတဲ့တစ်ခုပေါ့အဲ့တော့နံပါတ်6နေရာမှာဘာစနိုအသင်းကရက်တည်နေတယ် ယ်နံပါတ်6เนี่ยบาร์เซโลน่าတင်းကတော့ကျွန်တော်ယူရိုတန်960.3နဲ့ဒါကျွန်တော်ရက်တီနေတော့တွေ့ရမယ်မနစ်ကထပ်တော့900ခိုင်နှုန်းပူနေသွားတယ်လို့ရေးသားထားခဲ့တာတွေ့ရမယ်ဒါတို့ရဲ့ဒါကျွန်တော် commercial value က422တန်းဖြစ်ပြီးဒါနောက်ဆုံး9နှစ်အတွင်းမှာအများဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ဆိုပြီးบาร์เซโลน่าကလည်းကြီးညာခဲ့တယ်ဒါကျွန်တော်ရုပ်တန်လွင်ခွင်ကတော့936တန်းဖြစ်ပြီးကွင်းဝင်ကြီးက103တန်းဖြစ်သွားတာကျွန်တော်သိတော့ကွင်းပြင်နေလို့ဒါကြောင့်မို့ဒီထက်ပူနေသွားတယ်လို့သိရတယ်မှာပါဒါပေမဲ့ကွင်းသစ်ဖွင့်ပြီးနောက်ပိုင်းမှာကျွန်တော်အာဘာစနာတဲ့ကွင်းဝင်ကြီးကဒီထက်ပိုပြီးတော့နှစ်ဆလောက်များမယ်လို့ဒလွိုက်ကနေသတ်မှတ်ထားတာကိုတွေ့ရမယ်အဲ့တော့ ့ဒါကျွန်တော်မနစ်ကတော့နည်းသွားပြီမြဲအဆင့်နံပါတ်6နေရာမှာဘာစနာတင်ရက်တည်နေတယ်။ဘိုင်ယန်မြူနစ်အသင်းကနံပါတ်5နေရာမှာရက်တည်နေပြီးတော့လက်ရှိမှာဒါ965.4ဒသမ4သန်းနဲ့မနစ်ကထ300ဂိုင်းလုံးပိုရတယ်လို့ကြီးသားထားတာကိုတွေ့ရမယ်။သူရဲ့ဒါကျွန်တော် commercial value ကတော့423သန်းရရှိတာဖြစ်ပြီးဒါကျွန်တော်တို့ရုပ်သံလွှင့်ဝင်ငွေက213သန်းရရှိတာကိုသိရတယ်မှာပါတယ်။132သန်းကိုလည်းဒါကျွန်တော်ကွင်းဝေကြီးကရရှိတယ်လို့သိရတယ်မှာပါတယ်။ဒါကျွန်တော်ခင်ဗျပြောပြတော့ Bundesliga ကဒါကျွန်တော်ဘိုင်ယန်မြူနစ်ရဲ့လေးဒါခင်ဗျ commercial ကိုခင်ဗျတွတ်ရှုလို့မြင်ကျွန်တော်လေးလက်ရှိဒီကြားထဲမှာကျွန်တော် သုံးနိုင်ငံလေးနိုင်ငံရောက်ကျွန်တော်ထိုင်ဝမ်ရောက်တယ်ကျွန်တော်ဆဟန်ရောက်တယ်ကျွန်တော်ဘန်ကောက်ရောက်တယ်ဒါပေါ့ကျွန်တော်ဒါကျောင်းရခမရဘိုင်ယန်မြူးနစ်ရဲ့ကြညာနေရာတိုင်းတွေ့ရတယ်ဟိုတလောကမှာကျွန်တော်တို့တိုက်ကဘန်းနဲ့လာမနေတွေ့လာရတယ်စောက်ရမ်းမိုက်တယ်အဲ့ကောင်တွေကျွန်တော်ကော်မာရှယ်တော့ရှုပ်လို့မရအောင် အဲ့တော့နံပါတ်၄နေရာမှာတော့ကျွန်တော်လက်ရှိမှာ Manchester အသင်းတွေကသာသင်းဖြစ်တယ် Manchester United အသင်းကဝင်ငွေများဆုံးအသင်းမှာနံပါတ်၄နေရာမှာရပ်တည်နေတယ်ဘလူးဘက်တိုင်ပတ်ပတ် United အသင်းကဝင်ငွေများဆုံးအသင်းမှာအမြဲတမ်းပါတယ်အဲ့တော့ဒါကျွန်တော်980.6သက်နံပါတ်၄နေရာမှာရပ်တည်နေတယ်မနစ်ကထက်300ခိုင်နှုန်းပူရခဲ့တယ်လို့ Deloitte ကရေးသားလာခဲ့တာကိုတွေ့ရမယ်ဒါကျွန်တော် Manchester United commercial မှာ360ရခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိမှာအဲ broadcasting ပေါ့နော်ကျွန်တော်ရုပ်သံလွှင့်ငွေက258သက်ရခဲ့တာဖြစ်တယ် Manchester United ဘလောက်တိုင်ပတ်ပတ်ကွင်းထဲမှာဝင်ကြည့်ရပြိတ်သက်ကတော့အပြည့်ပဲဆိုတော့ဒီနံပါတ်ကိုကြည့်ရင်သိတာတယ်ကွင်းဝင်ကြည့်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းက152တန်းတည်းရရှိခဲ့တယ်လို့သိရတဲ့ထဲမှာပါပါတယ်။နံပါတ်3နေရာမှာဒါမထင်မှတ်ပဲနဲ့ဒါ PSG အသင်းကရောက်ရှိခဲ့တယ်ဆိုပြီးဒလော့ကရေးသားထားခဲ့တယ်။နံပါတ်3နေရာ PSG အသင်းကဒါယူရို800တသမ850တသမ9တန်းနဲ့မနစ်ကထက်100ခိုင်လုံးပို့ပြီးတော့များသားများပြခဲ့တယ်လို့ရေးသားထားတယ်မှာ။အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့အဲ့တော့ဗီဒီယိုကတော့ရှင်းနေဆုံးပဲနည်းနည်းစိတ်ဝင်စားဖို့ကောင်းတာလက်ရှိ အသင်းတွေအားလုံးတွင်မှာ လုခလာစာအများဆုံးသောအသင်းတွေကဒါကျွန်တော်တို့ PSG အသင်းကနံပါတ်1မှာပြင်းနေခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနှစ်မှာဒါကျွန်တော်တို့ Lionel Messi, Kylian Mbappé တို့ထွက်သွားခဲ့ပြီးသူ့ရဲ့လုခလာစာကတော်တော်လေးကိုကျသွားခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့အမျက်တွေကအရန်များလာတယ်လို့ပြောတယ်အဲ့တော့လက်ရှိမှာ PSG အသင်းနဲ့2020နှစ်တုန်းကဒါကျွန်တော်တို့လုခလာစာအတွက်ကြီးပွဲကိုပေါင်တန်း 900လောက်900ကျော်နီးနီးပေးခဲ့ရတယ်ဆိုပြီး Dwight ကရေးသားထားခဲ့အခုလက်ရှိမှာတော့ကျွန်တော်တို့အဲ PSG နဲ့လောက်ခလာစားကကျွန်တော်တို့ဒါပေါင်တန်း600ကျော်ဖြစ်သွားပြီအဲ့တော့ဘယ်လိုပြောများနေသေးတယ်လို့တော့ပြောလို့အဲ့တော့လက်ရှိမှာဒါ Kylian Mbappé ဥစားကြီးပဲမနေဘူးလို့ပြောလို့ရတာပါလက်ရှိမှာဒါကျွန်တော်390တန်းကနေ commercial ရတယ်245တန်းကနေရုပ်သက်လွင်ကွင်ရတယ်တန်း180ကနေပြီးတော့တို့အနေနဲ့ဒါရုပ်ကွင်းထဲဝင်ကြည့်တယ်ဒါကျွန်တော်တို့ကွင်းဝင်ကြီးကနေရတယ်ပေါ့နော်နံပါတ်1နေရာမှာဒါ Manchester City အသင်းဖြစ်တယ်။ Manchester City အသင်းကဒါကျွန်တော် total အားလုံးပေါင်း839.8တန်းရရှိခဲ့တာဖြစ်တယ်။ဒီနေရာမှာ ာဒါကျွန်တော်တို့409တန်းကဒါကျွန်တော်တို့ Manchester City နဲ့ Commercial ကနေရှာနိုင်ခဲ့ပြီးတော့343တန်းကိုတော့ Manchester City နဲ့ဒါရုတ်တန့်လွင်ကွင်းကနေရှာနိုင်ခဲ့တာဖြစ်တယ်။ကျွန်တော်88တန်းကဒါကျွန်တော်ကွင်းဝင်ကြီးကနေရှာနိုင်ခဲ့တာဖြစ်တယ်။ကွင်းဝင်ကြီးကဒါကျွန်တော်သူများတဲ့ရှင်ရနေတယ်လို့ပြောတယ်။ဒါပေမဲ့ဒါ City တန်းကဒါကျွန်တော် Commercial နဲ့ဒါကျွန်တော် Broadcasting ကတော့ Share အများဆုံးတင်းတွေကအမြဲတမ်းသွားနေတာဖြစ်တယ်။နံပါတ်1ကတော့လုံးဝငင်းစရာမလိုတဲ့အသေးသေးပေါ့နော်။ဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်ဖြစ်တယ်ရီယယ်မက်ဒရစ်ကဒီနှစ်မှာဒါတို့တရားဝင်ကြေညာခဲ့လို့ပဲ1ဘီလီယံကိုဒါဝင်ငွေအရကျော်တဲ့အသင်းသင်းနဲ့တို့ proud ဖြစ်တယ်ဒါကဘာပေါ်မှာပထမအဆုံးဘောလုံးသင်းသင်းနေတဲ့1ဘီလီယံကျော်တဲ့သင်းဖြစ်တယ်တို့ proud ဖြစ်တယ်ဆိုပြောတာတကယ်လဲလမ်းပြန်ထွက်တယ်1ဘီလီယံကိုရွေးချယ်တာပေါ့1.045ဘီလီယံရရှိခဲ့တာဖြစ်ပြီးတော့မနစ်ကထက်ဒါ ရီယယ်မက်ဒရစ်က26ရာခိုင်နှုန်းပတ်စံပိုရခဲ့တယ်လို့သိရတယ်မှာပါတယ်ရီယယ်မက်ဒရစ်ကအမြဲပတ်စံပိုရခဲ့တာကိုဗစ်ကလွင်ပတ်စံပိုရခဲ့တဲ့အနေထားမှာကြီးပဲရှိခဲ့ပြီးလူရခဲ့တာဘယ်တော့မှမရှိခဲ့ဘူးအဲ့တော့ဒါဒီနှစ်မှာဒါရီယယ်မက်ဒရစ်တင်းနဲ့တကယ်ကိုလမ်းပြန်ထွက်တဲ့ commercial value ကိုရှာနိုင်ခဲ့တယ်482တန်းနဲ့ commercial ကိုရှာနိုင်ခဲ့တယ်316တန်းဒါကျွန်တော်တို့ broadcasting ရုပ်သံလွှင့်ခွင့်ရတယ်ရရှိခဲ့တာဖြစ်ပြီးတော့ကွင်းဝင်ကြီးကိုတော့ဒါရီယယ်မက်ဒရစ်ကသူရဲ့ကွင်းတက်ကြီးမှာ248တန်းတတိတိရရှိခဲ့တယ်ဆိုပြီးတော့တရယဝင်ကြီးညာခဲ့တာဖြစ်တယ်တကယ်ကိုလမ်းပြန်ထွက်နေတဲ့နံပါတ်တွေဖြစ်ပါအဲ့တော့ကို င်းကဘလောက်ရတယ်ဆိုတော့အကုန်လုံးသိပြီးဖြစ်တယ်အဲ့တော့ဒီနေရာမှာစိတ်ဝင်စားရဆိုရင် Deloitte ရဲ့ Manny Lee ရဲ့ဒါကျွန်တော်ဘလောက်ပတ်စံဝင်လဲဆိုတော့တွားကြည့်လို့ရပါတယ်ဘလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ DB for you တို့မှာကျင်းလို့ဆိုတော့ပေါ်အောင်ကူညီလို့ရပါတယ်များများလေးတဲ့ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလေး Youth Sport Media 3.0ဆိုတော့ DB for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးတဲ့ကလစ်ဖို့မမိကြပါနဲ့ပြများများကလစ်မှမြန်မြန်နာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကျွန်တော် နောက်မှ A C C ဒါကျွန်တော် တွေ့ကြတာပေါ့ဒေးပါဗျာ